်အင်္ဂါသားမိများအလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ဥဒ္ဓပရမနာဘုရားတာကားတော်ပြုပါတယ်အင်္ဂါသားမိများအတွက်27ရက်ဆေလ2025အနေပြီးတော့28ရက်ဆေလ2025အထိတပတ်စာဟောစရာကံကြမ္မာအကြောင်းအကျိုးအကောင်းဆုံးများကိုဟောပြောတင်ပြပေးခြင်းပါတယ် အင်္ဂါသားသမီးများဒီတစ်ပတ်အတော်တက်ပါပေါ့နော်။မဖြစ်မနေပြောင်းလဲရမယ်အပြောင်းလဲကိစ္စနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပေါ်လာလိမ့်မယ်။အပြောင်းလဲနဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေပေါ်လာတယ်ဆိုလို့ရှိရင်တော့နည်းနည်းတော့တတိတာအရန်ခါရောတော့ပြောင်းလဲလိုက်မယ်။ပြောင်းလဲဖို့ဆိုတဲ့အကြောင်းအရာလေးပေါ်မှာမိမိရဲ့စိတ်ကူအတွေးမှတော့လောက်ပေါ့။ဝင်ကျင်ရဲ့တိုက်တွန်းမှုမပေါ်မှာတော့လောက်နော်အပြောင်းလဲနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေလောက်ကိုစိတ်ကူမိလာလိမ့်မယ်။ဒီလိုစိတ်ကူမိလာတယ်ဆိုလို့ရှိရင်ဒီစိတ်ကူလေးကိုရပ်ပါလို့ အတိပေးခြင်းပါတယ်ဂတိပေးခြင်းပါတယ်ဒီစိတ်ကူဒီအပေးမှအခွန်ပါဖြစ်ပါလိမ့်မယ်ပြောင်းလဲမိတယ်ဆိုလို့ရှိရင်ကိုယ်အတွက်ဒုက္ခလေးတွေအခက်အခဲလေးတွေပို့ပြီးတော့များလာနိုင်တဲ့အခြေအနေတိုင်းဆိုင်ရာလေးတွေရှိတယ်နော်လက်ရှိအခြေအနေလက်ရှိလုပ်နေရတဲ့အရာတွေမှာတချို့တော့ကိစ္စရက်လေးတွေမှာမိမိအနေနဲ့ကိုကိုယ်တိုင်တော်လည်းကောင်းပတ်ဝန်းကျင်ကလူတွေတော်လည်းကောင်းမိမိကိုဖုံးကွယ်ထားရင်လည်းမကြိုက်ဘူးမိမိကိုယ်တိုင်ကလည်းဒဲလို့ပြောမှာဒဲလို့ရှင်းမှာဆိုတဲ့အတွေးမျိုးအခွန်မျိုးလေးတွေ ဖြစ်နေလိမ့်မယ်ကြုံနေလိမ့်မယ်အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်ဒီရက်ပိုင်းအတော်အတွင်းမှာနည်းနည်းလေးထူးခြားတာငွေကြီးနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့အပိုင်းလေးတွေရှိတယ်ဘလို့ငွေကြီးနဲ့ပတ်သက်ပြီးထူးခြားလဲဆိုလို့ရှိရင်မထင်မှတ်ပဲငွေအမြောက်ညာဝင်လာတာထားကြလို့ရှိရင်ရုတ်တရက်ဟိုစိတ်ကူပေါက်လို့ထထုတ်လိုက်တယ်ချဲတွေကထပေါက်တာထီတွေကထပေါက်တာအဲ့လိုပုံစံမျိုးလေးတွေဆိုတီပေါက်ချဲပေါက်ပုံစံမျိုးလေးတွေရှိတတ်တယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့အဆင်ပြေနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်တချို့သောကိစ္စရက်လေးတွေမှာအထင်လွဲတာအထင်မှားတာလေးတွေအဆုတ်ဆွဲခံရတာလေးတွေမိမိအပေါ်မှာအမြင်မှားတာလေးတွေကြုံထားတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ထိုသူတွေကလည်းမိမိပေါ်မှာပြန်ပြီးတော့အမြင် င်းကြည်လာတာမျိုးတွေဒီမိမိအပေါ်မှာအထင်လွဲတဲ့ကိစ္စတွေအတန်မှားတဲ့ကိစ္စတွေသူတို့မှားမှန်းသိပြီးတော့ပြင်ဆင်ပြီးမိမိစီပြန်ရောက်လာတဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေလည်းကြုံလိမ့်မယ်ဒီလိုမျိုးပုံစံမျိုးတွေတော့ရှိတယ်အကျိုးတော်ကိစ္စရက်လေးတွေမှာလုပ်ငန်းနဲ့ပတ်သက်တဲ့အရာမိမိအလုပ်ကိုမိမိတိတ်ချအာရုံစိုက်ပါလို့လေ အကြံပေးချင်ပါတယ် DGF ပိုင်းတော်တွေမှာကမိအလုံနဲ့ပတ်သက်တဲ့အချိန်ကာလမှာအလုံနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေလေးတွေမှာ တချို့တွေကသွေးထိုးတော့စကားတော်လကောင်းပြောင်းလဲခြင်းရတော်လကောင်းဒါလို့ဒါဘယ်လိုမှမဟုတ်လို့ရှိရင်မိအလုတ်ကိုမှားယွင်းနေတယ်လို့ဝေဖန်တော့ဒါတော်လကောင်းဒီလိုမျိုးတွေကြုံနေတယ်ကြုံလာတယ်ဆိုလို့ရှိရင်ဒါတွေကိုအရေးမဆိုင်ပါနဲ့မိလုံးဆရာရှိတဲ့အလုတ်ကိုပုံမှန်ဆက်လုပ်ပါပုံမှန်လေးဆက်လုပ်နေတဲ့မှာတယ်တချို့တော့အရာတွေမှာအလုတ်တစ်ခုခုကိုတည်တည်ချာချာစစ်စစ်ဆက်ဖြစ်ဖို့တော့လိုတယ်တချို့တော့အရာလေးတွေမှာအလုတ်လုတ်တဲ့အရာဘယ်အလုတ်ငန်းနဲ့ပတ်သက်ပတ်သက်အလုတ်ပေါ်မှာတည်ချာတိကျဖို့တော့ အပြန်ပြီးပြန်ပါတယ်ဟာအမားဖြစ်မှာကြောင့်လို့အထက်ထက်အခါခါစစ်စီပါမိမိအလုပ်ပေါ်မှာအမားအဖြစ်မခံပါနဲ့ဒီတကြဒီတပတ်မှာ အမားတစ်ခုခုဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ထို့အမားကနေပြီးတော့လက်ညှိုးထိုးကြတယ်ဖြစ်လာလိမ့်မယ်မိမိအပေါ်မှာအန်ရည်ပေးတာလို့ဒါမှမဟုတ်လို့ရှိရင်မိမိအပေါ်မှာဟိုသူများလက်ညှိုးထိုးပြီးတော့ဆွတ်ဆွဲတာ ထပ်ပြီးကြုံလာတတ်တယ်။ဒါပေမဲ့ပထမမှာစုပ်စုပ်ဟိုလာသူတွေပြန်လာပြီးတော့လူအစ်တတွေကထပ်ပြီးအထင်လွဲသွားတာလေ။အဲ့လိုမျိုးလေးတွေကြုံတတ်တဲ့အချိန်မိုင်းဆိုင်ရာလေးတွေရှိတယ်။သူကလည်းနေလေးအဝင်ထွက်လေးတွေပေါ့နော်။ဒါမျိုးလေးတွေကြုံနေတယ်။အဲ့လိုမှမဟုတ်ပဲနဲ့တချို့တော့အလုတ်ကင်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာကိုယ်လက်ရှိလုပ်ငန်းတွေကိုတိုးချဲ့ရင်တော့လကောက်ဒါမှမဟုတ်လို့ရှိရင်ပြောင်းလဲရင်တော့လကောက်ဒါမှမဟုတ်လို့ရှိရင်ဒီလုပ်ငန်းနဲ့နီးတူပြန်ပြီးတော့ပြင်ဆင်မိုးမှန်ရင်တော့လကောက်ဒီလိုအတွင်းတွေကြီးကြုံနေတယ်ဒါပေမဲ့ဒီလိုကြုံလာတဲ့အရာတွေကိုမလုပ်ပါနဲ့လို့အကြံပေးတင်ပါတယ် လက်ရှိလုပ်နေတဲ့အတိုင်းပဲတမယိုးကြအတိုင်းပဲပုံမှန်အတိုင်းပဲလုပ်ပါတမယိုးကြအတိုင်းပဲလုပ်ပါလုပ်တဲ့အရာတိုင်းတို့သည်အဆင်ပြေချုံးမွေ့သွားနိုင်တယ်အဆင်ပြေသွားနိုင်တဲ့အခြေအနေပဲတရားရှိတယ်ဒီလိုမှမဟုတ်ဘဲနဲ့ပြောင်းလဲမိခဲ့မယ်ဒါမှမဟုတ်လို့ရှိရင်ကိုကဟိုပတ်ဝန်းကျင်စကားကိုနားရောက်ပြီးတော့တစ်ခုခုအကြောင်းတစ်မျိုးမျိုးဆုံးဖြတ်ချက်တစ်ခုခုမှားခဲ့မယ်ဆိုလို့ရှိရင်လုပ်ငန်းနဲ့ပတ်သက်ပြီးလုပ်ငန်းရပ်ဆိုင်သွားတတ်တယ်လုပ်ငန်းနဲ့ပတ်သက်ပြီးအနှောက်အယှက်ဖြစ်သွားတတ်တယ်မကုံတဲ့ငွေကြေးတွေကုန်သွားတတ်တယ် ဒီလိုဖြစ်တတ်တဲ့အခြေအနေထားရှိတဲ့အတွက်ကြောင့်မို့လို့ကောင်းနေရတာနဲ့မိမိရဲ့အတွေးမှားခြင်းကြောင့်ဒါမှမဟုတ်လို့ရှိရင်ပတ်ဝန်းကျင်စကားကိုနားယောင်ခြင်းကြောင့်เนาะအမှားဖြစ်သွားတဲ့ လက်ရှိလုပ်နေတဲ့အရာကိုလုံမြဲတိုင်းဆက်လုပ်ပါ၊ကိုင်မြဲတိုင်းဆက်ကိုင်ပါ၊လုံနေတဲ့အရာတိုင်းဆက်လုပ်ပါ။ဒါဆိုလို့ရှိရင်ကောင်းကျိုးလေးတွေဖြစ်ပေါ်လာလိမ့်မယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ပြောင်းလဲမိတာတို့တိုးချဲ့မိတာတို့ဖြစ်ပေါ်ခဲ့မယ်ဆိုလို့ရှိရင်မနိုင်မနှင်းတွေဖြစ်သွားတတ်တယ်။မနိုင်မနှင်းဖြစ်သွားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့အခက်ခဲပိုင်းဆိုင်ရာလေးတွေပို့ပြီးတော့အဆင်မပြေမှုပိုင်းဆိုင်ရာလေးတွေကြုံပါတတ်တယ်။သူ့နေသူ့ဟာနဲ့သူလက်ရှိမှာအဆင်ပြေနေပြီးသားအရာကလေးရုတ်တရက်ပြောင်းလဲလိုက်တဲ့အတွက်အဆင်မပြေမှုတွေဖြစ်သွားတတ်တယ်။ဒါကိုတော့တတိထားနိုင်မှုအတွက်အကြံပေးချင်ပါတယ်။နောက်ထပ်တစ်ချက်မှာကတော့ကိုယ့်ထဲမှာစိတ်ရှုပ်စရာကိစ္စရက်တွေဘလောက်ပဲရှိရှိ เนาะဘသူတွေကပဲဘလို့ပဲတိုက်ခိုက်တိုက်ခိုက်ကိုယ့်ရဲ့အတွေးထဲမှာမရောက်ပါနဲ့မဝါဝါပါနဲ့မိမိလုတ်စရာအလုပ်ကိုပဲထိထိရဲ့ရောက်လုပ်ပါဒီလက်ရှိလုပ်နေတဲ့လုပ်ငန်းတို့ဒီလေအောင်မြင်မှုပူပြီးနိုင်တဲ့လုပ်ငန်းပဲဖြစ်တယ်။ကြောင်းလဲမိရင်အမှားဖြစ်မယ်ရင်းနေမိရင်အမှားဖြစ်မယ်ပတ်ဝန်းကျင်စကားကိုနားယောင်မိအမှားဖြစ်တယ် နော်ဒီအမားတွေမဖြစ်ရအောင်လို့ဘာလို့စကားမှနားမရအောင်ပါလဲကိုလုံနေတဲ့အလုပ်ကိုကိုလုံနေတဲ့အတိုင်းတတိယရောင်တတိယကြဆက်လက်လုပ်ကြမှုကိုလည်းအကြံပေးရပါတယ်ဒီလိုအကြံပေးရခြင်းအကြောင်းရင်းကဒီတစ်ပတ်မှာကန့်ကြမ်းမှာညံ့နေလို့လာတယ်မဟုတ်ဘူးအင်္ဂါသားသမီးတွေအကောင်းနေရကောင်းနေရကနေပြီးတော့ကိုကောင်းနေတဲ့အရာကိုဘေးပတ်ဝန်းကျင်ကနေပြီးတော့မနာလိုသူတွေကနေပြီးကိုဆွဲချမှာ ဒီလိုဆွဲချမှုတွေဖြစ်ပေါ်လာမယ်ဆိုလို့ရှိရင်စိတ်ကူးမလာတို့အတွေးမလာတို့စိတ်ໃຫယ်မိတာတို့တို့စကားကိုနားရောက်အပြင်စကားကိုနားရောက်မိတာတို့ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်မိမိရဲ့အောင်မြင်နေတဲ့အရာအဆင်ပြေနေတဲ့အရာကရုတ်တရက်ရက်ပြီးတော့အဆင်မပြေကြဖြစ်သွားတယ်ဒီလိုဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့သူများစကားကိုနားမရောက်ဖို့ ိကအကြံပေးတတိပေးကြပါတယ်တချို့သောအရာတွေမှာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတိုးတက်လာတာသူ့အလိုလိုဖြည်းဖြည်းချင်းတိုးတက်လာလိမ့်မယ်သူ့အလိုလိုအဆင်ပြေလာလိမ့်မယ်ပုံမှန်လုပ်နေရာကနေပြီးတော့ပုံမှန်လေးပြန်ပြီးအဆင်ပြေလာလိမ့်မယ်ဒါမျိုးလေးတွေတော့ရှိတယ်အဆင်ပြေလာကြအကြောင်းလေးတွေတော့ရှိတယ်အဆင်ပြေလာကြအကြောင်းတွေကနေပြီးတော့လမ်းကြောင်းလွဲသွားမှဆိုလို့အကြံပေးတာဖြစ်တယ်နော်လမ်းကြောင်းမလွဲစေနဲ့လမ်းကြောင်းမလွဲရင်ဒီတစ်ပတ်မှာကောင်းကျိုးတွေအများကြီးရရှိနိုင်မယ်။ရရှိစရာကောင်းကျိုးတွေအများကြီးရရှိနိုင်မယ်။မိမိရဲ့ရည်ရွယ်ချက်ဒီပါလေ။မိမိရဲ့ပန်းနိုင်ဒီပါလေ။မိမိလုပ်စရာအလုပ်ဒီပါလေ။ ဒါကိုတော့ကိုယ့်ကိုသိနိုင်ပြီသိတယ်ဆိုလို့ရှိရင်မိမိရွေချက်တိုင်းမူလရွေချက်တိုင်းမူလပန်းနိုင်တိုင်းနာလေလောက်ပါကြံတဲ့အရာတွေကိုဘေးချော်ပြီးတော့မစင်စားမိစေနဲ့စင်စားမိရင်အန္တရာယ်များတယ်ပို့ပြီးတော့အဆင်မပြေစရာတွေဖြစ်ပေါ်လာနိုင်တယ်။ဒါကြောင့်မို့လို့ဒီတစ်ပတ်မှာအဓိကပြောရမှာတော့အတွေးမမားစီနဲ့အတွေးမရောင်စီနဲ့လို့ပဲအကြံပေးခြင်းနဲ့အတွေးမားမိရင်အတွေးရောင်မိရင်ပို့ပြီးတော့အဆင်မပြေတာလေးတွေဖြစ်ပေါ်လာနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာတွေရှိတယ်။နော်ဒါကြောင့်မို့လို့ကိုယ့်ကိုယ်ကိုစင်စားလုပ်တဲ့နာကိုလုံနေကြအလုပ်ကို ပုံမှန်မဲ့လုပ်နော် ငွေချင်းနဲ့ပတ်သက်လို့ရှိရင်လည်းဒီတစ်ပတ်မှာငွေကသူ့ကိုတွတ်ရှာကြမလို့ကိုကငွေကိုတွတ်ရှာကြမလို့ငွေရတော့သူ့ရှိကိုစီရောက်လာတယ်ဒီလောက်အထိကိုကန့်ချင်ဒီဘိုင်းဆိုင်ရာကောင်းနေတယ်ကောင်းနေပြီနဲ့ကိုရဲ့အကောင့်ဒီအဆိုးမပြတ်သွားအောင်လို့တော့ဆုံးဖြတ်ချက်လေးတွေတတိထားဖို့လိုတယ် မရောက်ဘူးလို့လေเนาะအလုံးမရှိဘူးဆိုရဲသူကြီးအာကျွန်တော်တို့ကတချို့ပြောကြတယ်ကျွန်တော်တို့ကအလုံးတောင်မရှိဘူးဆိုရဲသူကြီးစိတ်မပူနဲ့ဒီရက်ပိုင်းမှာအလုံးရလာလိမ့်မယ်မိမိရှာနေတဲ့အလုံးမျိုးပြန်ရလာလိမ့်မယ်လုပ်ငန်းနဲ့ပတ်သက်ပြီးအဆင်ပြေလာလိမ့်မယ်ပို့ပြီးတော့အဆင်ပြေကောင်းမွန်လာတဲ့အနေအထားမျိုးတွေဖြစ်ပေါ်လာလိမ့်မယ်ကိုလုံနေတဲ့လုပ်ငန်းတို့တွေလုပ်ငန်းရှိတဲ့သူတွေလည်းအောင်မြင်မှုပိုင်းဆိုင်ရာတိုးတက်လာနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေဒီဘက်မှာအများဆုံးရှိတယ်အလုံးရှာနေတဲ့သူဆိုလို့ရှိရင်ဒီဘက်မှာအလုံးရလိမ့်မယ်เนาะအလုံးမရှိဘူးဆိုတဲ့သူတွေကလည်းရှိတဲ့အလုံးတွေ ဟိုမရှိပြီတဲ့သူကြီးကအလုတ်ပြန်ပြီးတော့ကိုယ်သူ့အလုတ်ကကိုယ်စီရောက်လာနိုင်ရဲ့ဒီကကိုယ်အလုတ်လာခေါ်ဝါနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာအဲ့လိုမျိုးလေးတွေကြုံတွေ့ရလိမ့်မယ်အဲ့လိုမျိုးလေးတွေကြုံတွေ့ရနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်အဲ့ဒါကိုတော့ဒီလိုလို့ရတယ်နောက်တစ်ချက်ကတော့အလုတ်ရှိနေတာသူကြီးကလည်းဒီအလုတ်ထက်ပုံပြီးကောင်းမွန်လာတဲ့အလုတ်မျိုးလေးရရှိလိမ့်မယ်ပုံပြီးတော့ကောင်းမွန်လာဖို့လိုတယ်ကောင်းမွန်လာနိုင်တယ်ဒါပေမဲ့အတွေ့တစ်ခုတော့ဒရိတာရလိမ့်မယ်သူများသကားနိုင်အောင်လုပ်မရဘူးကိုအတွေ့မှားလို့မရဘူးလက်ရှိအလုပ်ကိုရက်တာတို့အလုပ်ကိုကျင်းကြည့်ပြီးတော့မလုံချင်တာတို့ဖြစ်လို့မရဘူး လက်ရှိအလုပ်ကိုပုံမှန်လုပ်ဆက်ပြီးကြိုးစားဆက်ပြီးလုပ်နေမိမိရဲ့ပန်းနိုင်ပြီပါလဲမိမိလုပ်ရမယ့်အလုပ်ပြီပါလဲမိမိလုပ်ဟိုမိမိရဲ့ရည်မှန်းချက်ပြီပါလဲရည်မှန်းချက်တိုင်းလုပ်ပါမိမိရဲ့ပန်းနိုင်တိုင်းလုပ်ပါမိမိလုပ်တဲ့အရာတိုင်းကိုအကောင်းဆုံးဖြစ်အောင်ဆက်လုပ်ပါလုပ်မယ်ဒီလိုလုပ်နေရင်တန်လန်နဲ့တွေ့ဖို့အဆင်ပြေမှုပိုင်းဆိုင်ရာလေးကိုကြုံတွေ့ရတယ်ဒါမျိုးလေးတွေကြုံတွေ့လာနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးဒီတစ်ပတ်မှာပြည့်စုံသွားလိမ့်မယ် ဒါကိုတော့တိဖို့လိုရဲအဓိကကတော့နားမရောက်ဖို့အကြံပေးခြင်းတယ်ဘယ်သူကိစ္စနဲ့မှဘယ်သူမှဘယ်အရာမှနားမရောက်ဖို့တော့အတိပေးအတိပေးခြင်းတယ်ပြောင်းလဲမလုပ်မိဖို့အကြံပေးခြင်းတယ်အပြောင်းလဲမလုပ်မိဖို့ဆိုရင်ဒီတစ်ပတ်တော့အတွက်မှာငွေကြေးကိစ္စရောလုပ်ငန်းနိုင်ငံကိစ္စရောအဆင်ပြေချုံးဝေးလာလိမ့်မယ်မိသားစုရေနဲ့ပတ်သက်ပြီးဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့မိသားစုရေမှာဘယ်သူနဲ့မှစကားမပြောချင်တဲ့အတွေ့အကြုံတွေလိမ့်မယ်။ကိုယ့်ကိုယ်တယောက်တည်းအေးအေးဆေးဆေးနေရတာပြီးပုံပြီးကြိုက်နေတဲ့တန်ဟိုတိုက်နေတဲ့တန်နေလိမ့်မယ်။နောက်တစ်ခုက ဟိုဆွညံတာနေမိသားစုတွေကပေါ့စီပွားစီတာနေတိတ်ပြီးနားမထောင်နေမယ်နဲ့ကိုကနားအေးပါအေးအေးစစ်အလုတ်ကြိုက်တခုအာယုံနှစ်ပြီးလုံနိုင်လုတ်ချင်တဲ့အပရီမျိုးလေးတွေဒီတော့ကကြုံနေလိမ့်မယ်ဒီလိုအပရီမျိုးလေးတွေဖြစ်ပေါ်နေတဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်နောက်တစ်ချက်ကအချစ်ကြီးနဲ့ပတ်သက်ပြီးဆက်ပြီးခေါ်ကြပေးတယ်ပါတယ်အချစ်ကြီးနဲ့ပတ်သက်လို့ရှိရင်ဒီဘက်မှာစိတ်နှောက်ဆရာအာယုံနှောက်ဆရာလေးတွေရှိနေလိမ့်မယ်စိတ်နှောက်ဆရာအာယုံနှောက်ဆရာလေးတွေရှိနေလိမ့်မယ်အချစ်ကြီးနဲ့ပတ်သက်လာလို့ရှိရင်လည်းဟိုကိုကချက်သူရှိတော့တော့လကောင်းမရှိတော့လကောင်း ချစ်သူရှိတယ်ဆိုလို့ရှိရင်လည်းကိုချစ်အချစ်ကြီးကတော့အဆင်ပြေနေလိမ့်မယ်။ဒါပေမဲ့ပတ်ဝန်းကျင်ရဲ့စကားတွေကြောင့်ပတ်ဝန်းကျင်ရဲ့ပြဿနာတွေကြောင့်ကိုအချစ်ကြီးမှာအဆင်မပြေတဲ့ကိစ္စရပ်မျိုးတွေကိုကြုံတွေ့နိုင်တယ်။ဖြစ်ပေါ်နိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်။နော်ဒါကြောင့်မို့လို့မိမိရဲ့အချစ်ကြီးနဲ့ပတ်သက်လာလို့ရှိရင်ပတ်ဝန်းကျင်ကြောင့်အခက်အခဲဖြစ်တတ်တယ်။အန္တရာယ်ဖြစ်တတ်တယ်ဆိုတဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်။ချစ်သူမရှိတဲ့သူဆိုလို့ရှိရင်လည်းဒီတစ်ခါမှာအင်္ဂါသားသမီးတွေကချစ်သူမရှိတာမဟုတ်ဘူး။ဝိုင်းဝိုင်းနေနေတဲ့ဟာကိုဘယ်သူမှမယူတာ။ သူကိုယ်တိုင်ကအနားမှာရှိတဲ့သူတွေကိုဘယ်သူ့ကိုမှမလိုချင်တဲ့ပုံစံမျိုးဖြစ်နေလိမ့်မယ်เนาะနောက်ပြီးဒါပြီးသွားလို့ရှိရင်ကျွန်တော်ရေရယာနဲ့ပတ်သက်တာလေးပြီးခြင်းတယ်ရေရယာနဲ့ပတ်သက်တာဆိုလို့ရှိရင်ဒီတစ်ပတ်မှာအင်္ဂါသတိများဟိုပါမုတ်အဝိုင်းပါမုတ်အဝိုင်းတတ်နိုင်တယ်လောက်ကိုတတ်နိုင်တယ်လောက်တစ်လုံးနှလုံးဝယ်ပြီးတော့ဖျားဆုံးတော့ကတ်တော်လကောင် ဖုန်ကြီးဆွန်းလောင်းတော့လကောက်ပြုတ်လုတ်ပြီးပါဒါဆိုလို့ရှိရင်မိမိရဲ့အခက်ခဲလေးတွေပြည်လည်သွားပါလိမ့်မယ်နော်အကြက်တဲလေးတွေပြည်လည်သွားပါလိမ့်မယ်ကျမ်းမာရင်လည်းပတ်သက်လို့ရှိရင်တော့ဒီတစ်ပတ်မှာကျမ်းမာရင်လည်းနေလို့တော့ညီရနဲ့အနေထားပိုင်းဆိုင်ရာလေးတွေရှိတယ်အေးရပြတ်တာတို့အစားပြတ်တာတို့အဲ့အေးအစားမပန်တာတို့ဒါမျိုးလေးတွေတော့ကြုံရလိမ့်မယ်နော်အင်္ဂါသမီးများအားလုံးဒီတစ်ပတ်မှာစိတ်ကျမ်းမာခြင်းကိုယ်ကြီးချမ်းသာခြင်းပြည့်စုံပါစေလို့ဆုတောင်းမေတ္တာပို့သိုင်းနေဒီညပါလေးဒီကုန်းချုပ်လို့ဒီပါ